တနတ်တရာနဲ့တေဆုံးသူကိုကြိုးရန်ပြင်ဆင်နေခြင်းထထိုင်ပြီးအသက်ပြန်ရှင်လာပြချင်းပြင်းနဲ့ဖားကန်းမြွနဲ့လောင်ခင်းကျေးရွာမှာတနတ်တရာနဲ့လက်ကျတေဆုံးနေရလူကိုကြိုးရန်ပြင်ဆင်နေစဉ်မှာအသက်ပြန်ရှင်လာလို့ကိုကြီးနေတဲ့သူတွေထပြေးခဲ့ရတယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။တေဆုံးခဲ့တဲ့အမျိုးသားကလုံခင်ကျေးရွာကောင်းထမင်းဆိုင်လမ်းကြားမှာဇွန်လ14ရက်မနေ့ပိုင်းက တနတ်တန်ရာနဲ့လက်ကျတည်ဆုံနေတဲ့အတွက်ရေးရွာနာရေးကုညီရေးဖွဲ့ကဇရက်တွင်ထားရှိကတကြိုပေးရန်စီစဉ်ခဲ့ကြောင်းသိရပါဗျ။ညနေပိုင်းမှာအလောင်းကထထိုင်လာလို့ထွက်ပြေးကြတယ်ကြတယ်။မနေညာကပြတ်တက်ခဲလို့မသေးပဲကြံတဲ့သူဖြစ်ပါတယ်။တနတ်တန်ရာရထားပါတယ်။ကံကောင်းတာကသွေးထွက်မလွန်တာပါ။သေးပြီဆိုပြီးအလောင်းတကြိုမဲ့အချိန်ကြမ်းမှ မသေးသေးပဲ ထထိုင်လာတာကြောင့်သိရတာပါသူထထိုင်လာလို့အကြုံမဲ့သူတွေတောင်းထွက်ပြေးကြရတယ်လို့ဆိုပါတယ်ခေါင်းကိုထိထားရလို့သိရတယ်အဲ့ဒီလူစီကနေဘလို့ဘက်ပုံအပြစ်ခံရတယ်ဆိုတာသိရတော့မှာပါဒေတာကန်တူကပြောကြားခြင်းဖြစ်ပါတယ်အသက်ပြန်ရှင်လာသူဟာဘယ်သူဘဝဖြစ်တယ်ဆိုတာကိုမသိရသေးတဲ့အပြင်မြစ်တိလက်နက်ကင်ဖွဲ့စည်းကပြစ်ခတ်သွားတာကိုလည်းဒေတာကန်များကသိရှိရခြင်းမရှိဘူးလို့ဆိုပါတယ် ဖားကံမြို့နယ်လုံခင်းရွာမှာဇွန်လ16ရက်မနေ့ပိုင်းကလည်းအမျိုးသား၂ယောက်ပြစ်ခတ်ခံရပြီးတယောက်သေဆုံးသွားရလို့ဒေသခံတွေဆီကသိရပါဗျ။ခုမနေ့လုံခင်းကရက်ွက်ငါရမ်းမာလေးကွန်ရဆိုင်ရှိမှတယောက်ပြစ်ခတ်ရပြီးသိနေတယ်။နောက်တယောက်ကလမ်းဘေးရေမြောင်းထဲကျနေတာတွေ့ရတယ်။သူကတော့မသေးဘူးသိရတယ်။ဒေသခံတို့ကပြောကြားခြင်းဖြစ်ပါတယ်။ဇွန်14ရက်ကလည်း လောင်ခင်းရက်ခွက်နှစ်လမ်းပေါ်မှာ အမျိုးသားပြစ်ခတ်ခံရပြီးဇွန်23ရက်ကလည်းဖားကန့်တောင်သားရကုန်းမှာအမျိုးသား3ယောက်တပ်ဖြတ်ခံထားရတာတွေ့ရတယ်လို့သိရပါဗျ။ဇွန်လ12ရက်နေ့မှာလည်းလောင်ခင်းမော်စာစီကျေးရွာလမ်းဆောင်မှာအမျိုးသား3ယောက်တပ်ဖြတ်ခံထားရပြီးအလောင်းတွေဆွန့်ပစ်ထားမှုရှိရလို့သိရပါဗျ။အဲဒါကြောင့်ယခုရက်ပိုင်းတွင် ဖားကတ်မှာတပ်ဖြတ်ခံရတဲ့အမျိုးသား9ယောက်ထိရှိလာနေပြီလို့သိရပါတယ်။ခုလိုဖားကတ်မှာပြစ်ခတ်တပ်ဖြတ်ခံရသူတွေနဲ့ဒဏ်ရာရသူတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာနယ်မြေအာဏာပိုင်အဖွဲ့ရဲ့ခွင့်ပြုချက်ရမှသာ အလောင်းကောက်တာဒဏ်ရာရသူကိုဆဲယုံပို့တာတွေလောက်ခွင့်ရှိရလို့သိရပါတယ်။အလောင်းကကောက်ချင်တယ်လို့ကောက်မရဘူး။တိုင်းနယ်ဆဲယုံနဲ့ချစ်ပြီးမှခွင့်ပြုချက်နဲ့လောက်ရင်တောင်ဘယ်ကောက်တာလဲမိသားစုကဘယ်ရလဲဆိုပြီး အဆုံစစ်ဆေးခံရတယ်။တာဝန်ရှိသူတွေကခွင့်ပြုရင် လုပ်လို့ရပါတယ်။အခုပြစ်ခံရတဲ့သူတွေထဲမှာစေသမားတွေများတယ်လို့သိရတယ်။ဒေသခံပရာဟိတသမားတယောက်ကပြောကြားခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့လောကီအနိတဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေလို့လူများပြားထွက်ပြေးနေရတယ်လို့လည်းသိရပါတယ်။ဒီကနေ့ဇွန်လ18ရက်နေ့မနက်9:00လောက်ကစပြီးမော်စီစာရွာ ဖျားကုန်းမှာတက်ဆွဲထားတဲ့နာဆာကတက်တွင်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်းလက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်မှုရှိနေပြီးတိုက်ပွဲချားမှာကလေးရွာတဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲလို့ကလေးပါ၃ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါဗျ။ကလေးရွာတဲ့လူနေအိမ်ပေါ်ကြာတာပါ။မိသားစု၃ရောက်ထိပါတယ်။၉နာရီခွဲလောက်ကလက်နက်ကြီးကြားတာပါ။တိုက်ပွဲကအခုထိဖြစ်နေတော့မှ ဒေသခံတို့ကပြောကြားခြင်းဖြစ်ပါတယ်။ဂရေရွာပြင် မောက်စည်းစားရွာတွေကိုလည်းလက်နက်ကြီးကြရောက်ပောက်ကွဲမှုတွေရှိနေပြီးလူနေအိမ်တွေပျက်စီးမှု ရှိသလိုလူထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါတယ်။